ရရှင်စင်များအလုံးမဲ့မင်္ဂလာပါရှင်ဒီကနေ့2ရက်10 25ဘောနော်10လပိုင်း2ရက်နေ့ကျတာပါတယ်နေ့ညနေခင်းဒီခွဲအတွက်ပါနော်ဒီရက်ပိုင်းနေ့အလုံးလေးနည်းနည်းရှုံနေလို့ပေါ့နော်ဒီဘက်ကိုတိတ်ပြီးတော့အချိန်မပေးနိုင်ဖြစ်နေလို့ပေါ့နော် sorry ပါညနေခင်းကိုနေပါလိမ့်ရှင်နော်ဒါဆိုရင်အခုစပြီးတော့သွားရအောင်နော်ဒီနေ့ညနေခင်းအတွက် စသားမယ်ဒီမှာ3 3ညသုံးတုံညာနှလုံးပေါင်းတော့ပေါင်းခြင်း၃ဆိုပြီးတော့ရရဲ့เนาะ။သုံးပါဆိုဒီမှာရှိတဲ့၄ရဲ့ဒီမှာရှိတဲ့၁ရဲ့၄တဲ့နှလုံးပေါင်းတော့၅သုံးရဲ့နှက်ခါ၅ဆိုပြီးတော့ရထားတယ်။เนาะ။ဒါဆိုရင်အခုနောက်တစ်ပင်ကိုဆက်သွားမယ်။နောက်တစ်ပင်ကဒီမှာ၁၆၁၆နှလုံးပေါင်းတော့ပေါင်းခြင်း9ခွန်၅ဆိုဒီမှာရှိတဲ့၃ရဲ့ဒီမှာရှိတဲ့၄၃၄နှလုံးပေါင်းခြင်း9ခွန်ခွန်ကြီးများခြင်းခွန်ဆိုပြီးတော့ရထားတယ်။เนาะ။ဒါဆိုဆက်သွားမယ်ဒီမှာ၄ခွန်နှလုံးပေါင်းတော့ပေါင်းခြင်း၁ပါ။ဒီမှာရှိတဲ့၄ခွန်နှလုံးပေါင်းတော့လည်း၁တင်းကြီးများခြင်း ယ်ဆိုပြီးတော့ရတာဟုတ်ပြီနော်ဒါဆိုဆက်သွားပါမယ်တက်က၄သုံး၄သုံးနှလုံးပေါင်းတော့ပေါင်းချင်းခွန်ခွန်ကဆိုရင်ဒီမှာလာမယ်၃ညရေဒီမှာလာမယ်ထိပ်စီးတစ်လုံးရေနော်နှလုံးပေါင်းမယ်ဆိုရင်အပေါ်မှာ equal နက္ခတ်ပေါ့နော် equal power နက္ခတ်နဲ့ခွန်ညီမြချင်းပါဖြစ်မလဲ equal power နက္ခတ်နဲ့ပဲသွားပါမယ်နော်အဲ့တော့ခွန်ညီမြချင်းခွန်ခွန် power နဲ့ခွန်နက္ခတ်၃ညခွန်နဲ့၃ညဆိုပြီးတော့ရထားတယ်နော်ဒါဆိုလို့ရှိရင်အခု သွားပါမယ်။ရှိနေတာက၃ညနော်ဒီကဏ္ဍ၃လုံးဘာနဲ့ပေါင်ပေါင်ခွန်နဲ့တုံညာပဲဖြစ်ကြမယ်ပေါ့နော်ဒါဆိုရင်ခွန်တုံညာနဲ့ဘာနဲ့ပေါ့မော်ဒီကနေ့မပြောင်းရမယ်အတွက်ကြောင့်မလို့ထိတ်စီးကခွန်နဲ့တုံညာဆိုပြီးတော့ပဲတုံလုံးပြောင်းရတာလေဒါဆိုဒီဘက်မှာအခုအပိတ်ကိုသွားကြရအောင်နော်အပိတ်ကိုသွားမယ်ဆိုတဲ့အတွက်ကြောင့်မလို့အပိတ်ကဒီမှာရှိတဲ့ခွန်ဒီခွန်ကိုယူထားတယ်ခွန်ကဆိုဘယ်ကနေ့နေပေါင်းပါလဲဆိုတော့ဒီမှာရှိတဲ့၄တုံညာ၃တုံလုံးပေါင်းမယ်၄တုံညာပေါင်းတော့၄၄တုံပေါင်းတော့ခွန်ခွန်ညီများချင်းခွန်နဲ့ဆိုပြီးတော့ရတာ ဟုတ်ပြီနော်ဒါဆိုဆက်သွားမယ်တခါဒီမှာရှိနေတာကနှစ်နော်နှစ်ကဆိုရင်ဒီမှာ16ပေါင်းတော့ခွန်ခွန်5ပေါင်းတော့နှစ်နှစ်ညီများချင်းနဲ့ဆိုပြီးတော့ရထားတယ်ဟုတ်ပြီနော်ဒါဆိုရင်အခုဆက်ပြီးတော့သွားမယ်တခါဒီမှာရှိနေတာက6နော်6ခွန်ပေါင်းတော့1နော်1 1ရှစ်ပေါင်းတော့9 6နှစ်ခတ်9ဆိုပြီးတော့ရထား เนาะဒါဆိုဒီကဒီမှာရှိနေတဲ့ထိပ်ကရှစ်ပါเนาะ၈ကဆိုရင်ခွန်း၃ဒီမှာလာမယ်အပိတ်တလုံး၃လုံးပေါင်းမယ်ဆိုရင်၈เนาะဒီမှာ equal နဲ့ခက်ရထားတာเนาะ၈ပါဖြစ်မလဲ equal equal power နဲ့ခက်နေပဲသွားမယ်เนาะ equal power နဲ့ခက်ပါ၈ညီများချင်း၈ power 3 8နဲ့ခက်တဲ့เนาะ၃လုံးပေါင်းမယ်ဆိုရင်၈3တဖြစ်ကမယ်အဲ့တော့ခွန်းနဲ့၃နဲ့ပေါင်းတော့ဒီမှာလဲပေါင်းခြင်းက၃ရပါပဲเนาะနောက်ကဏ္ဍနဲ့လည်းပေါင်းရင် အဲ၈၃၁ဖြစ်ခါမယ်ဆိုတဲ့ကြောင့်မလို့၃ညနဲ့ပါနဲ့ပေါင်ပေါင်းဒီမှာလည်းဒီကနေနဲ့ပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အပိတ်ကလည်း၈၃ပဲပြန်ရထားတယ်။ဟုတ်ပြီနော်။ဒါဆိုရင်အခုကဏ္ဍလေးတွေတွဲဖို့ထွက်လာပြီပေါ့နော်။အဲ့တော့ကဏ္ဍလေးတွေတွဲကြည့်ရအောင်နော်။ဒီမှာခွန်ထိပ်စီနော်။ဒီမှာရှက်အပိတ်ခွန်ရှက်ခွန်ထိပ်စီကို3အပိတ်ခွန်ထိပ်စီကို1အပိတ်ပြီးရင်နှစ်ထိပ်စီကိုသွားမယ်10အပိတ်နှစ်ထိပ်စီကို3အပိတ်နှစ်ထိပ်စီကို1အပ ်၃ညထိတ်စီးဖို့သွားမယ်၈အပိတ်၃ညထိတ်စီးဖို့၃အပိတ်နဲ့၃ညထိတ်စီးဖို့၁အပိတ်ဆိုပြီးတော့ကဏ္ဍလေးတွေထွက်လာပြီပေါ့နော်။ဒါဆိုရင် all work ကလေးကတော့ဒီမှာနော်မြန်မာကြိုက်တဲ့ကဏ္ဍလေးတွေကတော့ဒီ၃ work ကတော့ဒီက main all နဲ့ညနေခင်းအတွက်ကစားမှာပေါ့နော်။ဒါညမကြိုက်တာညမရှာပြတဲ့အောက်ချက်ပြခြင်းဖြစ်ပါတယ်။ဘိုးတို့မတို့ကြိုက်တူမကြိုက်တဲ့ဆိုလိုက်ပြီးတော့ကစားကြပေါ့နော်။အားလုံးမညနေခင်းမှာကန်းကောင်းပါသလိုဆုတောင်းပေးလိုက်ပါရရှင်။အားလုံးမကျေးဇူးတင်ပါရရှင်။